ကညုတ်ကွင်းမျိုးကျုံးตาရရောက်ခဲ့ကဦးအောင်သိန်းတယောက်တပည့်နဲ့တွေ့ရတဲ့အကြောင်းပါတပည့်ကြီးနဲ့တွေ့ရတဲ့ကာလကရဲဘော်ဖြူရဲဘော်ဝါးဒီကွန်မြူနီတီကြီးစိုးတဲ့ကာလဖြစ်ပြီးအဲ့ဒီအချိန်မှာဦးအောင်သိန်းကလည်းလူပြိုလူရွယ်အရွယ်ပဲရှိသေးတယ်လာမိုင်းတဲ့ညနေညမှာမောင်အောင်သိန်းကြွက်ထိုးထွက်ခဲ့ပါတယ်သူ့ဘယ်လဲကရင်းနှံစီမီကွက်ထဲထားတဲ့မီးအုပ်နဲ့ကြွက်ခုံကိုကင်ထားပြီးညာဘက်လက်မကကြက်ထိုးမင်းကင်ထားပါတယ် ကြက်ခေါ်ဆိုတာကကြွက်တီထွက်လာအောင်ခေါ်တဲ့ကိရိယာပါထူးထူးခြားခြားတော့မဟုတ်ဘူးဝါနီပြား50ပင်ကိုဘူးချီထားတာပါဝါနီစီကိုလက်နဲ့ဆက်ပြီးလောက်ခါလိုက်ရင်ဘိုးကောင်မွားကောင်ငယ်အတောင်ခတ်တဲ့မျိုးထွက်ပေါ်လာတယ်အဲ့ဒီအတန်းကိုကြွက်ကသူ့အစာဘိုးမွားကောင်ရဲ့အတန်းထင်မှပြီးခိုးအောင်းနေတဲ့တွင်းကနေထွက်လာပါတယ်မိအောင်ထဲဝင်လာတဲ့ကြွက်တွေကိုကင်ထားတဲ့မင်းနဲ့ထိုးယူရပါတယ်အဲ့ဒီညကမောင်အောင်သိ